ကျွန်တော်2015မှာကျွန်တော်ကိုကိုအေးဆော့ကဆက်သွယ်လာတယ်ပေါ့နော်။ तू ကတော့အဲ့ချိန်မှာ and grammar တော်တော်လေးနာမည်ရနေတဲ့သူပေါ့နော်။အဲ့ချိန်ဒီမှာ तू official element ထွက်မယ်ဆိုတော့အဲ့မှာအဲကိုးပေါ့ဆိုပြီးတခြင်းအခွေတိုက်တယ်တခြင်းကိုကျွန်တော်ကိုအာပေးတည်ရပေါ့နော်အမမရပဲအဲ့ဒါကိုချင်းမီ featuring ဆိုပေးထားတယ်ဆိုတော့အဲ့တခြင်းကလည်းအဲအဲ့တခြင်းအဲ့တခြင်းကြောင့်ပဲကျွန်တော် turning point ဖြစ်သွားတယ်လို့ကျွန်တော်ကတော့ခံယူရပေါ့ ယူဇာပရိုဂျက်စာတယောက်အနေနဲ့တခြင်းတကောင်းတစ်ပုတ်ဖြစ်လာဖို့ဆိုရင်တော့အာတော်တော်လေးကိုအရေးပါတယ်ဆိုရာခိုင်နှုန်းအနေနဲ့ဆို40ရာနေ60လောက်ထိကိုအရေးပါတယ်ပေါ့နော်ကျွန်တော်ကိုကြီးကြီးဆိုပြီးမြင်တာနဲ့လူတွေကိုမြင်စေချင်တာကတော့တခြင်းတစ်ပုတ်ကိုအဲတခြင်းတီးတယ်ဆိုတော့အပိုင်း PP ရောလောက်တာမျိုးမဟုတ်ဘဲနဲ့ အဲ passionate ဖြစ်ဖြစ်နဲ့ကျွန်တော်ကတခြင်းရဲ့လိုအပ်တဲ့အပိုင်းအလုံးကိုပါဝင်ပတ်သက်ပြီးတော့ကောင်းအောင်လုပ်ပေးရပါတော့เนาะအဲ့လိုမျိုးလေးကျွန်တော်မြင်နေခြင်းနဲ့ကျွန်တော်လည်းလှုပ်လှုပ်တဲ့လူတွေကလည်းကျွန်တော်ဆိုရင်100%ယုံကြည်ပြီးတော့ကျွန်တော်အဲသူတို့လှုပ်တာထက်ပြောင်းလဲပြီးတော့ဖန်တီးတဲ့အရာတွေလို့သူတို့လက်ခံသွားနိုင်လောက်တဲ့အထိကျွန်တော် passionate ဖြစ်ဖြစ်လှုပ်ပေးနိုင်တယ်လို့ကျွန်တော်အခုကိုယုံကြည်ရပါတော့ငင်းငင်းတော့ကျွန်တော်တို့အဖွဲလိုက်တခြင်းတွေဆိုကြရပါလိအတူတူတခြင်းတွေစတူဒီယိုသွားပြီးဖန်တီးရတယ်အဲဒါမဲ့ချိန်တစ်ခုရောက်လာတော့ ပုဂ္ဂိုလ်ကိုလည်းပြန်ပြီးတော့သုံးသပ်ကြည့်တဲ့အချိန်မှာကျွန်တော်က music ဖန်တီးရတာထီးရတာအဲသဘောကျလာတယ်ပြီးတော့ music producer တွေပို့ပြီးလေ့လာဖြစ်လာတယ်ပေါ့နော်ကျွန်တော်ခေတ်က YouTube တို့အာဒီတခြား social media ကနေပြီးတော့ music producer တွေအကြောင်းတွေ like လေ့လာတယ်သူတို့ documentary ကြီးတယ်သူတို့သချင်းဖန်တီးပုံတွေကြည့်ပြီးတော့ကျွန်တော်ကလေ့လာခဲ့ရအဲ့ရစပြီးတော့ music music producer လုပ်မယ်ပေါ့ဖြစ်ကျွန်တော်ကျွန်တော်ဆယ်ရန်ပြီးတဲ့အချိန်မှာကျွန်တော် computer လေးလဲအိမ်က ိမ်ကအမေကဝယ်ပေးထားတယ်အဲ့အပြင်ကိုကျွန်တော်တင်ပေးရဲ့ဒီဘယ်တန်းဘက်ကအကိုတယောက်ကလည်းကျွန်တော် music produce လုပ်တဲ့ဟာကိုအဲ့လိုဘယ်လိုခေါ်မလဲတင်တန်းလို့တော့မဟုတ်ဘောเนาะမြင်စရာကြားစရာအနေနဲ့ तू ကကိုယ့်ထက်အများကြီးလဲစောပြီးလုပ်ထားတယ်ဆိုတော့အဲသူရှိရနေတင်ခဲ့ရတာပေါ့နော်ဆိုတော့ကျွန်တော်အဖွဲလောက်ထားတဲ့အဖွဲမှာကျွန်တော်တရားဝဲဒီတချင်းကြီးတဲ့ဘက်ကိုရောက်သွားတာပေါ့ music producer ပေါ့ I'm your sugar daddy I'm your sugar daddy what you want what you do everything for you baby ကျွန်တော်2015မှာကျွန်တော်ကိုကိုအေးဆော့ကဆက်သွယ်လာတယ်ပေါ့နော်။ तू ကတော့အဲ့ချိန်မှာ Anagram တော်တော်လေးနာမည်ရနေတဲ့သူပေါ့နော်။အဲ့ချိန်မှာ तू official element ထွက်မယ်ဆိုတော့အဲ့မှာအာကိုပေါ့ဆိုပြီးတခြင်းအခွေတိုက်တယ်။တခြင်းကိုကျွန်တော်ကိုအာ PD ရပေါ့နော်။အမမရပဲအဲ့ဒါကိုချင်းမီ featuring ဆိုပြီးထားတယ်ဆိုတော့အဲ့တခြင်းကလည်းအဲ့တခြင်းအဲ့တခြင်းကြောင့်ပဲကျွန်တော် turning point ဖြစ်သွားတယ်လို့ကျွန်တော်ကတော့ခံယူရပေါ့ကျွန်တော်ရဲ့ဒီဟို producer tag ခေါ်မှာပေါ့နော် JCC on the track ဆိုတဲ့အတန်ဖြစ်လာပုံကကျတော့ကျွန်တော်တကယ်ချင်းပေါ့ငယ်တကယ်ချင်းကျွန်တော်6တန်းနဲ့ကပေါင်းခဲ့တဲ့တကယ်ချင်း RB2 ပေါ့နော်1143ဖွဲ့ရ RB2 နဲ့ ျွန်တော်တို့ဟိုဘယ်လိုခေါ်မလဲတခြင်းနေဖန်အတူတူဖန်ကြီးဖန်ကြီးရတဲ့အချိန်မှာသူကသူနဲ့ကျွန်တော်အတိုင်ပင်ဖြစ်တာပေါ့နော်နိုင်ငံခြားဒီ music producer တွေမှာအဲ့အချိန်နေတော့ tag ဒီ code tag နဲ့ကိုအဲ့လိုလုပ်ကြတာပေါ့နော်တခြင်းတို့တီးရအဲ့အချိန်မှာကျွန်တော်လည်းလုပ်ချင်တယ်ဆိုတော့အဲသူက idea ပေးတယ်ဒီလိုလေးလုပ်မလားဆိုပြီးသူအတန်နဲ့ပဲအရင်မကောင်းဘူးညဖုန်းကတော်တော်ကြီး quality မရှိရဒီ android phone လုံးနဲ့ကအတန်ပေါ့နော်အဲ့ဒါနဲ့ record လုပ်ပြီးတော့ကျွန်တော်တို့တုံးတယ်ပေါ့နော်အခုချိန်ကြီးလည်းအဲ့အတန်အောင်ပဲအဲ့ဟိုအစ်စ်ပြတ်မသွင်းမဲနဲ့အဲ့အတန်အောင်ပဲ unique ဖြစ်လို့ဆိုပြီးတော့တုံးပြနေရပေါ့နော်ဟာပေါ့အဓိက on on screen င်မာတော့ဆရာကြီးထားပါအဲအခုကနည်းနည်းတော့အဲ့တော့ပေးရတာပေါ့အဲ့တော့ပေးတခြင်းတစ်ပုတ်ပေါ့နော်တီးရမယ်တခြင်းတစ်ပုတ်ကိုမဖြစ်ဖြစ်အောင်ကောင်းသည်ဖြစ်စီဆိုးသည်ဖြစ်စီတီးမယ်ဆိုတော့ fashion နဲ့ကျွန်တော်အများရန်လုပ်ခဲ့တယ်နေတိုင်းပေါ့နော်အဲ့ဒါမျိုးတနည်းနည်းလောက်နှီးပါအလိုမပြတ် လုပ်ခဲ့တယ်အခုချိန်ကြီးလဲအဲ့ music တွေတီးထားတာအများကြီးပြန်ကျင်းနေတာပေါ့နော်ဆိုတော့အဲ့လောက်ဒီ fashion တွေဖြစ်တယ်အဲ့လောက်ဒီယူသွက်ခဲ့တယ်ပြီးတော့နောက်တစ်ချက်ကဒီလို fashion ရှိနေလို့လဲ တခြင်းနေလုံနေနိုင်တာလို့ကျွန်တော်ကထင်နေပြီးတော့ဒီလောက်လဲအခွေအခုဆိုရင်၃ခွေမြောက်လောက်တောင်ဖြစ်သွားပြီဗျာဆိုတော့၃ခွေဆိုတာတခြားအခွေအသေးတွေတခြင်းနေရအောင်အများကြီးပဲဒါပေမဲ့လုံက mainly urban life fully ဆိုတော့ကျွန်တော်၃ခွေလုံနိုင်ခဲ့တယ်ပေါ့နော်ကျွန်တော်တခြင်းလောက်တာတခြင်းထုတ်တာနဲ့ပတ်သက်ရင်တော့ကျွန်တော်ကဒီလူရေရှိရပေါ့ expansion တိတ်မထားဘူးကျွန်တော်လုံတဲ့ဒီ product ပေါ့နော်ဒီတခြင်းတစ်ပုဒ်ကိုပဲကျွန်တော်အအောင် site လိုက်တယ်တခြင်းတစ်ပုဒ်ကိုကျွန်တော်ထုတ်လိုက်တယ်ဆိုတော့အနေထားကျွန်တော်တို့အဲဒီ အကောင်းမွန်မွန်အလုပ်ကိုပြီးမြအောင်လုပ်နိုင်တယ်ပေါ့နော်တရားကိုလူတွေကြိုက်တယ်အောင်မြင်တယ်တောက်တယ်ဆိုတဲ့ခန္ဓာကတော့အဲအဲ့ဒါကိုတော့ကျွန်တော်အများကြီးမျှော်လင့်မထားဘူးအဲ့လိုမျိုးအဲ့လိုမျိုးစိတ်နဲ့ပဲအလုပ်လုပ်တာပေါ့နော်အဲ့ဒါမဟုတ်လည်းကျွန်တော်ကအများကြီးလုပ်နိုင်တယ်လို့ကျွန်တော်ကိုကျွန်တော်ထင်တယ်ပြီးတော့ကျွန်တော်ရဲ့ fashion နဲ့ဖြစ်တဲ့အလုပ်ဖြစ်တော့ fashion နဲ့ fashion နဲ့ဆိုတဲ့ဒီ fashion ကိုဘယ်တော့မှမလျော်ဘဲနဲ့ဆက်လိုက်သွားတယ်ပေါ့နော်အစပိုင်းမှာတော့အမြင်နဲ့စဉ်းစားရပေါ့နော်ဒါငါလုပ်နိုင်ပါမလားပေါ့နော်ဒါပေမဲ့လည်းအဲပြန်ဆုံးဖြတ်လိုက်တယ်ငါဒါကို professionally နဲ့ရေးချွတ်ထားဖြစ်တော့မှကျွန်တော် လုံးမရမယ်ဆိုတော့မဖြစ်ဖြစ်တဲ့နီးနဲ့ကိုပုံစံဟန်မပြတ်အောင်နဲ့ပြီးတော့နားထောင်တဲ့လူတွေအဆင်ပြေဆုံးဖြစ်အောင်တက်နိုင်လို့ကျွန်တော်စူးစမ်းပြီးလုပ်တော့အခုချိန်မှာဆိုရင်တော့ဘယ် music မဆိုကျွန်တော် challenge လုပ်ရဲအကုန်လုံးနိုင်တယ်လို့ကိုယ်ကြုံကြည်ထားရပါတော့အဲ့လိုအဓိကတော့ passion ပေါ့နော်ကိုယ့်ရဲ့ passion ကိုဘယ်တော့မှမရက်လိုက်စီတယ်အဓိကမရက်လိုက်ဖို့ပဲမရက်လိုက်လေကျွန်တော်ကအောင်မြင်မှုကတော့ရပါပဲအချိန်ကကိုရအောင် keep dancing until like my leg break or like my back. Ah, yeah.